မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇော်လာ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်စုကလီမြို့အခြေစိုက်စစ်ကောင်စီရဲ့တပ်စခန်းကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးတော့စစ်ကောင်စီဘက်က6ဦးသေဆုံးကဘိုးမူးကြီးဝနာတိုးအပါအဝင်22ဦးကိုစစ်တုံးပန်းအဖြစ်နဲ့ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇော်လာ18ရက်နေ့မနက်9:00နာရီကစတင်ပြီးတော့စုကလေးစစ်ကောင်းစီတပ်စခန်းကို KNL ဥဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်ခဲ့ပြီးတော့ဇော်လာ21ရက်နေ့မှာစခန်းတစ်ခုလုံးကိုအပိတတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီစကန်းသိန်းတိုက်ပွဲမှာစစ်ကောင်စီဘက်က6ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်သား22ဦးဖမ်းဆီးရမိပြီးတော့ဖမ်းမိတဲ့သူတွေထဲမှာဗိုလ်မှူးကြီးဝနာတိုးပါဝင်ပြီးစစ်ကောင်စီတပ်သား14ဦးလွတ်မြောက်သွားခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီစုကလီမြို့အခြေစိုက်စစ်ကောင်းစီတပ်စခန်းဟာစကခ73လက်အောက်ခံခမရ960တရင်ကဘုံမူကြီးဝနာတိုးနဲ့ဒုဘုံမူကြီးတူရိန်ဦးဦးဆောင်တဲ့အထိုင်ချစခန်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်းစီတပ်ဖွဲ့ဝင်များကိုလက်နက်ချကအမှန်တရားဘက်ကိုရက်တည်ရန်2024ခုနှစ်မတ်လ25ရက်ကနေပြီးတော့မတ်လ30ရက်နေ့အထိစာနဲ့တတိပေးပြီးတော့အကြောင်းကြားခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့လိုက်နာခြင်းမရှိတဲ့အတွက်မတ်လ30ရက်နေ့ကနေပြီးတော့ဇွန်လ16ရက်နေ့အထိစနိုက်ပါနဲ့တော့၎င်း ဒရုန်းလက်နက်ကြီးများနဲ့တော့၎င်းပစ်ခတ်ခဲ့ပြီးတော့ဇော်လ18ရက်နေ့မှာစတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့စုကလေးစစ်ကောင်းစီတပ်စခန်းသိမ်းတိုက်ပွဲကလက်နက်38လက်ကြီးစံအတောင့်1000ခွဲခန်မိုင်း83လုံးကျော်မိုင်းရှင်းဆက်ဆက်သွယ်ရေးဆက်ဂျမ်းမာနဲ့ခဲယမ်းများကိုသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်းစီရဲ့မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်အတော်အထောက်အကူဖြစ်စေတဲ့ဒေါက်တိုင်မှန်တာများကိုစန့်ကျင်ရန်နဲ့ အာနာသိန်းစစ်ကောင်းစီလက်အခမ်းစစ်သားများအနေနဲ့စစ်တပ်ကိုဆုံးခွာကပြည်သူတွေရဲ့ရင်ခွင်ကိုဝင်ရောက်ပူးပေါင်းပါဝင်ပေးကြပါရန် KNU ကရဲ့အမျိုးသားအစည်းအရုံးကဖိတ်ခေါ်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်စစ်ကောင်းစီတပ်ထိန်းချုပ်ရာမူဆယ်မြို့မှာရှိတဲ့အင်တရင်အတွဲမှာပြန်ပေးဆွဲနေတယ်လို့တန်တရားရှိလို့ဝင်ရောက်ရှာဖွေရမှာအကြမ်းဖက်စစ်ကောင်းစီကဇွန်လ18ရက်နေ့မှာဖမ်းဆီးရမိထားတယ်ပြန်ပေးဆွဲတရက်ခံနေဟာစစ်ကောင်းစီလက်အောက်ခံ ဗိုလ်မှူးနဲ့စစ်ဗိုလ်တွေဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ CCTV မှတ်တမ်းကနေတစင်းလိုက်လံစုံစမ်းရမှာကောင်းမှုလွယ်ရက်ကအိမ်နံပါတ်ကမာလာ1နှစ်ခွန်မှာတပ်တေကံပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိတာဖြစ်ပြီးတော့ဖမ်းဆီးရမိတဲ့သူတွေဟာဗိုလ်မှူးဟန်စင်ဆိုးဗိုလ်ကြီးကျော်သူအောင်ဗိုလ်ချမ်းမြေလင်းနဲ့ဗိုလ်မျိုးညင်ကြီးထွန်းတို့ဖြစ်တယ်လို့သိရပါတယ်။သူတို့အားလုံးဟာစစ်ကောင်စီလက်အောက်ခံတပ်မ69ကဖြစ်ကြောင်းဖော်ပြထားပါတယ်။ မူဆယ်မျိုးမှာပြန်ပြီးဆွဲခံရတာဒီမကြာခဏဖြစ်ပွားနေပြီးတော့ဇွန်လ2ရက်နေ့မှာမူဆယ်မျိုးကလုပ်ငန်းရှင်တအူပြန်ပြီးဆွဲခံရတယ်လို့ကြားသိရပါတယ်။ဧပြီလ22ရက်နေ့မှာစစ်ကောင်စီပူးပေါင်းအဖွဲ့ကပြန်ပြီးဆွဲခိုင်းအဖွဲ့ဝင်6ဦးကိုဖမ်းဆီးရမိထားပြီးတော့ဖမ်းဆီးခံရတဲ့သူတွေဟာဘယ်အဖွဲ့ကလဲဆိုတာကိုတော့မသိရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ update သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel က one in ထိနေတဲ့အတွက်နေ့စဉ်သတင်းများကိုကျွန်တော်ရဲ့ channel အသစ်ဖြစ်တဲ့ Revolut Burma News Channel မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်ခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့အလူငွေထည့်စရာမလိုပဲ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့မေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ KNU တပ်မဟာ9မူထရခရိုင်ဖားပွန်အခြေစိုက်စစ်ကောင်စီရဲ့ဗျူဟာကုန်းတပ်စခန်း340နဲ့31တပ်စခန်းတို့ဟာအညံ့မခံဘဲနဲ့တော်လိုင်းတပ်ဖွဲ့ဝင်များကိုခုခံကာကွယ်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖားပွန်ဗျူဟာကုန်း340 31 31စစ်ကောင်စီရဲ့အခြေစိုက်နေရာများမှာအလွယ်တကူအညံ့ခံမှုအတွက်အရေးအယံမရှိတော့ဘဲသူတို့မှာဆန်ရိတ်ခါကြောင့်ချက်စရာ gas oil အပြည့်အဝရှိတဲ့အပြင်လက်နက်ခဲယမ်းတွေပါအများအပြားရှိနေတယ်လို့အဲ့ဒီတမမှုက ပြောဆိုခဲ့ပါတယ်ပြောရမယ်ဆိုရင်စစ်ကောင်စီအတွက်အလုလုပေးနေတဲ့ BGF ခေါင်းဆောင်စောချစ်သူရဲ့လှည့်စားမှုကိုခံရတာကြောင့်လို့ပဲပြောရမလို့ဖြစ်နေတယ်ဖေဖော်ဝါရီလလောက်မှာစောချစ်သူက KNU တမဟာငါတာဝန်ရှိတဲ့သူတွေနဲ့လာတွေ့ပြီးတော့ကိုလူကြီးတွေကအယုံလွယ်တဲ့အပြင်စောချက်သူကရိတ်ခါလက်နက်ခဲရမ်းမှာပို့ခွင့်ပေးတယ်လို့ဖြစ်နေတယ်လို့တပ်မှုကပြောကြားထားပါတယ်။တပတ်အတွင်းမှာဘိုချစ်သူဘက်ကစစ်ကောင်စီတပ်စခန်းတွေအတွက်ဆန်ရိတ်ခါကြောင်းနဲ့ ခမင်းချက်ဖို့ gas oil တွေအပြင်လက်နဲ့ခဲရမ်းတွေကိုပါတဲပေးခဲ့တယ်တပတ်အတွင်းမှာကားအစီးရေ20 30လောက်နဲ့နေရောညပါတဲပေးတာအကြိုက်ပဲဆိုတော့လက်ရှိ view ဟာကို340လိတဲ့နေရာတွေမှာရိတ်ခါခဲရမ်းတွေပြတ်ဖို့မရှိနိုင်ဘူးလို့သူကပြောဆိုခဲ့ပါတယ်ဖာပေါ်မြို့မှာရိတ်ခါကများလုံးလို့မြို့ကန်တွေကိုပါခေါ်ပြီးတော့ရောင်းချပေးခဲ့ရတယ်လို့လည်းဆိုပါတယ်ကျွန်တော်တို့ဘက်ကတိမ့်ပိုက်ခဲ့တဲ့16နဲ့6လင်းနဲ့တန်ဆက်ခန်းနေရာတွေမှာဆိုရင်ရိတ်ခါထမင်းချက်ဖို့ gas oil နဲ့လက်နဲ့ခဲရမ်းအများပြားရှိတယ် ဆန်ရိတ်ခါကြောက်တွေဆိုရင်အတော်များများကိုရှိတာကိုရီဘက်ကတန်တိုင်းတလောက်တဲတဲ့ပြည်သူလူထုကိုလည်းခေါ်ပြီးတော့ပေးတယ်မကုံနိုင်ဘူးကြံတာကိုဖြက်စီးပြစ်လိုက်ရတယ်လို့တတ်မိုးကပြောဆိုခဲ့ပါတယ်လက်ရှိဖားပေါ်မှာကြံနေတဲ့စစ်ကောင်စီတပ်စခန်းနေရာရဲ့အမိုးတွေအကုန်ပွင့်ကုန်တော့မိုးရင်းကာလမှာအခက်အခဲကြုံနေရပြီးတော့သူတို့အတွက်နေထိုင်ဖို့အခြေအနေစိုးနိုင်တယ်လို့သိရပါတယ်။ဖာပွန်ဘက်မှာအရှိတောင်တိုင်းစစ်ဌာနချုပ်ကကင်တွယ်နေပြီးတော့ဖာပွန်စဘခ1လှုပ်ရှားနေတာစကခ1လက်အောက်ခံဖာပွန်မှာကြာနေသေးတယ် သူတို့ရဲ့ကုတ်ကဲမှုဌာနခွဲကစကခ8တမ22တမ44လက်အောက်ခံတပ်ဖွဲ့များတယ်လို့တပ်မှုကပြောဆိုခဲ့ပါတယ်။ရခိုင်က KNU အမှတ်9တမဟာရဲ့စစ်စင်ရေးမှုလက်ထံမှာကမမောင်ဖားပွန်လမ်းမိုက်မှာအပြက်ပိတ်ထားပြီးတော့စစ်ကောင်စီဘက်ကတွာလာလို့မရနိုင်ဘူးလို့အထက်ပါတပ်မှုကမှတ်ချက်ပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းဘူးတလင်မြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းနဲ့ဒေသတွင်းတော်လှန်ရေးအင်အားစုများတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ22ရက်နေ့မနက်9နာရီခန့်ကဘူးတလင်မြို့အထကကျောင်းနဲ့မြို့မှာရဲစခန်းထွေဦးရုံတို့မှာတက်ဆွဲထားပြီးတော့အင်းတဲ့ကြေးရွာကစစ်ကြောင်းထိုးပြီးတော့ပြန်လာတဲ့35ဦးကန်ပါတဲ့စစ်ကြောင်းနဲ့ဒေတာရင်းတော်လိုင်းအင်အားစုများ တပြေပင်ကြေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်က9ဦးတေဆုံးခဲ့ကြောင်းတော်လိုင်းအင်အားစုများဘက်ကပြောဆိုခဲ့ပါတယ်။တေဆုံးတဲ့သူတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုကားနဲ့တင်သွားတယ်လို့ရဲဘော်တအုပ်ကပြောပါတယ်။ဒါအပြင်ဘူးတလင်မြို့အကြောင်းမှာလည်း drone နဲ့ ထမှန်တိုက်ခိုက်ခံရတဲ့အတွက်စစ်သား3ဦးသေဆုံးခဲ့ကြောင်းဒေတာတွင်ရဲဘော်တို့ကပြောကြားခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာအင်းတဲရွာမှာရှိတဲ့ကားတစ်စီးကိုမိရှုဖျက်ဆီးသွားကြောင်းဒေတာကန်တွေကပြောပါတယ်။ဇော်လ17ရက်နေ့ကမုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခရဲ့ကာကင်းစခန်းဖြစ်တဲ့နာမခနဲ့ တမိုင်ကန့်အကွာမှာရှိတဲ့ဘူးတလင်မြို့နယ်ထီတော်တင်ရွာကစစ်ကောင်းစီစခန်းကို ULF စစ်ကြောင်းနဲ့မဟာမိတ်များကဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်းစီတပ်ဖွဲ့ဝင်အယောက်20ခန့်တေဆုံးပြီးတော့9ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်ခဲယမ်းများကိုတင်စီနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့3ရက်အကြာဇွန်လ13ရက်နေ့ညပိုင်းမှာဘူးတလင်မြို့နယ်ညောင်ကုန်းကျေးရွာမြောက်ဘက်မှာစစ်ကောင်းစီက Jet Fighter နဲ့လေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ရာဒေသခံလင်မယား9ဦးတေဆုံးခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့သခိုင်းတိုင်းအင်းတော်မျိုးနဲ့နန့်တာကြေးရွာဖုန်ကြီးချောင်းကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲသွားတဲ့အတွက်ဥစဉ်တစ်ပါးပြန်လည်တော်မူပြီးတော့အရတား9ဦးသေဆုံးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်အမတ်တစ်စစ်တေသလက်အောက်ကကတားခရိုင်မှာရှိတဲ့ PDF တပ်ရင်းတပ်ဖွဲ့ ABSDF စစ်ကြောင်းတက် KI ပူပေါင်းတပ်ဖွဲ့များစစ်ရေးလှုပ်ရှားနေတဲ့အချိန်စစ်ကောင်စီတပ်ဖွဲ့တွေဟာအင်းတော်မျိုးနဲ့နန့်တာကြေးရွာကပြည်သူများကိုတစားကြံအဖြစ်နဲ့ ဘုန်းတော်ကြီးအကြောင်းမှာပိတ်လောက်ထားခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီဘုန်းကြီးအကြောင်းကိုစစ်တပ်ကဇွန်လ22ရက်နေ့ည7:00နာရီဝင်းကျင်မှာဒရဲဦးကနေတက်လာတဲ့တိုက်လေရင်နဲ့နတ်သားရွာတဝိုက်ကိုဘုံကျဲတိုက်ခိုက်ရာအရက်သားတွေရှိနေတဲ့ဘုန်းကြီးအကြောင်းတက်တဲ့ထိမှန်ခဲ့တာကြောင့်ဦးစင်းတပါးပြန်လည်တော်မူခဲ့ပြီးတော့ကလင်းငယ်တအူးအပါအဝင်အရက်သား9ဦးသေဆုံးကနောက်ထပ်15ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ